်မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့အဆောင်မရှင်ညိုသူရဲ့ညောင်မြင်စည်းလုံးတတိသုံးဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ညီမပြည်သူတို့ဤຫນွေဥတော်လံရည်သည်အဆုံးစွန်ဤမှန်းချက်ဖြစ်သည့်စစ်အာဏာရှင်စနစ်ပြတ်သုံးရေး Federal Democracy နိုင်ငံသစ်ပေါ်ထွန်းလာရေးပန်းတိုင်တို့ ရောက်လူနေပြီဖြစ်ပါတယ်။မြမပြီအားကုတ်သွေးစုပ်အမျက်ထုံနေသောစေအုပ်စုသည်၎င်းတို့ကြာဆုံးတော်မူအရေးကိုမြင်လာသည့်အခါ၎င်းတို့အသက်ဆက်နိုင်ရေးအတွက်အသေးအံခုခံကာကွယ်ရန်စ조사လာကြပါတယ်။အနာလူစေအုပ်စုသည်မူလကလေးကကုန်တိတ်ကာထက်ကိုဂျိုစီဝါကိုသာရှေးရှုကြသူများဖြစ်ကြပါတယ်။ယခုကဲ့သို့၎င်းတို့အကြက်တဲကြုံနေရခြင်းတွင်မူ နိုင်ငံတွင်းရှိပြည်သူပိုင်အကျိုးစီးပွားများကို တရုတ်ရုရှားကဲ့သို့သော အာဏာရှင်နိုင်ငံများထံထိုးအပ်က၎င်းတို့ဆက်လက်ရှင်သန်နိုင်ရွတ်ကြံစည်အားထုတ်နေပြီဖြစ်ပါတယ်။တရုတ်ကဲ့သို့ကိုကျင်တရားထက် ကိုကျိုးစီးပွားကို ရှည်တန်းတင်သော နိုင်ငံများကလည်းစေယောစုကိုဖိမှအကူအညီနေကြပါတယ်။တရုတ်သည်၎င်းတို့ကုန်သွယ်ရေးလုပ်ငန်းများကိုထိခိုက်စေသည်ဟုယူဆပြီးတော့ကိုကန်တပ်ဖွဲ့ MNDA ဒိမ့်ပိုက်ထားသော လာရှိုးမျိုးကို ာနာလူစေယုစုထံပြန်ပေးရန်အတင်းအကျပ်ဖိအားပေးစေခိုင်းခဲ့ပါတယ်။ယခုတဖန်လေတရုတ်နှင့်အာနာလူစေယုစုပူးပေါင်းကတရုတ်နယ်စပ်မှမန္တလေးသို့ကုံသွယ်သည့်ကုံသွယ်ရေးလမ်းကြောင်းပေါ်ရှိတအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA သိမ်းပိုက်ထားသောမျိုးများကို အာနာလူစေယုစုထံပြန်ပေးရန်နေအမျိုးမျိုးဖြင့်ဖိအားပေးလျက်ရှိပါတယ်။တရုတ်သည်နိုင်ငံကြီးဖြစ်သည့်အလျောက်၎င်းတို့၏ကမ္ဘာနိုင်ငံရေး စီဝါရေးဆိုင်ရာရည်မှန်းချက်ကြီးများအတွက်၎င်းတို့နယ်ဆက်အင်းနီချင်းနိုင်ငံများဖြစ်သည့်မြန်မာနိုင်ငံကိုတည်ငြိမ်ရေးလိုလားသည်ဟုအတန်ကောင်းဟစ်လေရှိပါသည်ထို့တော်လည်းတရုတ်လိုလားသောမြန်မာပြည်တည်ငြိမ်ရေးအေချမ်းရေးမှာလူခွင့်ရေးပြေဝစွာတိုးတက်ဖွံ့ဖြိုးသောတည်ငြိမ်အေချမ်းမှုမျိုးမဟုတ်ပေ၎င်းလိုကြအမိသားတစ်ဖက်ရင်မုတ်တစ်ဖက်လိုသလို နိုင်ငံရေးကစားနိုင်သည့်နယ်ပယ် နေစားပေစားစစ်ပင်များအုပ်ချုပ်သောအကွဲကွဲပြပြဖြစ်နေသည့်အာနေနိုင်ငံအနေဖြင့်တည်ငြိမ်ရေးသာဖြစ်ပါသည်ဒီနှစ်ခေတ်ကမ္ဘာနိုင်ငံရေးတွင်နိုင်ငံအလိုက်ကိုကြိုးစည်းပွားကိုအလေးထားသောနိုင်ငံရေးရင်ကျိမှု ထွန်ကားနေသည်မှာအမှန်မြင်ဖြစ်ပါသည်ထို့သောမိမိနိုင်ငံ၏အကျိုးစီးပွားအတွက်တခြားနိုင်ငံရှိပြည်သူတို့၏လူမှုဘဝများနိုင်ပါရလျင်ထို့သောအကျိုးစီးပွားရှာဖွေမျိုးသည်လက်ခံပေးသင့်ပါ၏လော့ မိမိတို့ပြည်သူများအနေဖြင့်မိမိတို့၏ဘဝအမြင့်တင်နိုင်ရေးကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်ရေးအတွက်သာအာနာရှင်စေယုတ်စုကိုတော်လှန်နေကြခြင်းဖြစ်ပါတယ်။ဤဒီကိုကိုကျိုးစည်းဝါအကြောင်းပြကမိမိတို့ပြည်တွင်ရေးအားအလွန်အကျူးဆွတ်ဖက်လာသည့်တရုတ်နိုင်ငံအားမိမိတို့မြန်မာပြည်သူများအနေဖြင့်ငြမ်းမျောမြင်ရှိရှိစီလုံးညီညွတ်စွာဖြင့်တတိကြီးထားကရင်ဆိုင်ကြော်လွှားကြရမည်ဖြစ်သည်တရုတ်သည်အင်အားကြီးလာသော ကိုဂျိုးရှာသမားဖြစ်သည်ကိုသတိပြုကာစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ချေမုန်းလို့သောမြမပြည်သူများနှင့်တကွဒေါ်လိုင်းတပ်ဖွဲ့အတိုင်းအနေဖြင့်ရေရှည်ကြည်သော ခိုင်မာအားကောင်းသည့်စီလုံးညီညွတ်မှုများကိုတည်ဆောက်သင့်မည်ဖြစ်ပါသည်ခိုင်မာအားကောင်းသည့်မဟာဗျူဟာများကြိုတင်ချမှတ်အကောင့်ထဲပေါ်သိမ်းကြပြီဖြစ်ပါသည်တရုတ်သည်၎င်းတို့၏အကျိုးစီးပွားအတွက်အာဏာလုစေုပ်စုကိုလည်းဖိမကူညီလိုသည်ဖြစ်ရာ ၎င်းတို့လက်လန်းမိသမျှဒေါ်လာရင်းတပ်ဖွဲ့ဝင် တိုင်းကိုနီလန်ပေါင်းစုံဖြင့်ဖိအားပေးနေမိတာဖြစ်ပါတယ်ကိုကန်တပ်ဖွဲ့ကိုဖိအားပေးသောဖြငားပြက်နီလန်သည့်တိုင်းတာတစ်ခုထိသုံးဝင်သည်ကိုသတိပြုဖွယ်တွေ့ရပါတယ်ထို့နောက်နာဂတ်တွေဒေါ်လာရင်းနှင့်ပြည်သူလူထုတို့လိုအပ်သောအရင်းမြစ်များကိုနေရာစုံနိုင်ငံစုံမှရရှိနိုင်ရန်ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်တယ်ထို့အတူပြည်တွင်းမှာပါတက်နိုင်သမျှထုတ်လုပ်နိုင်ရန်လဲစူးစမ်းကြရပေမည် ရောဤဖီးယားသည်ရင်းမြင့်ကန့်သက်ချက်များသောအဖွဲ့ငယ်များပေါ်တွင်ပုံမူတက်ရောက်ကြောင်းတွေ့ရပါသည်ထို့ကြောင့်လည်းတရုတ်သည်၎င်းတို့၏နာမည်ကျော်နီးဘူးဟာများဖြစ်သောနှမျက်နာပြူအဖြစ်ကစားနိုင်ရန်အာနာလူစေုပ်စုကိုကူညီနေပါသည်တဝက်နှမျက်နာဆိုသည်မှာမိမိအင်အားကိုတဝက်စီခွဲကတဖွဲကရန်သူကိုရင်ဆိုင်ထိန်းချုပ်ထားစေတခြားတစ်ဖက်မှာရန်သူကိုချေမုန်းနိုင်ရန် ကြိုးစားသည့်စစ်နည်းဗျူဟာတစ်မျိုးဖြစ်ပါတယ်။ယခုချိန်တွင်စစ်အုပ်စုသည်တရုတ်ပြည်အားဖြင့်အပြစ်ခတ်ရစရဲနီလန်ဖြင့်ဒေတာတချို့ကိုရင်ဆိုင်ထိန်းချုပ်ထားပြီး၎င်းတို့အထိမခံနိုင်သောဒေတာများတွင်စစ်ရင်အားအတင်းအဓမ္မစုဆောင်းထားသောစစ်မှုထမ်းများကိုခြာနှင်းကထိုးစစ်ဆင်နေပါတယ်။ထိုနည်းဗျူဟာအောင်မြင်စေရန်တရုတ်ကတစ်ဖက်တစ်လမ်းမှဖိအားပေးခြင်းဖြင့်ကူညီနေပါတယ်။ဤသို့သောနီလန်များဖြင့် အာနာလူစေယုစုအားတနိုင်ငံလုံးပြန်လည်ထိန်းချုပ်သွားနိုင်ရန်တရုတ်သည်လိုလားလျက်ရှိပါသည်။သို့မှသာသူ၏ဩဇာကံအစိုးရဖြင့်စေယုစုကိုထားကာမြန်မာပြည်တွင်တရုတ်တို့စိတ်ကြိုက်ကိုကြိုးရှာအမျက်ထုတ်နိုင်ပြီဖြစ်ပါသည်။ထို့သောသောအချိန်မျိုးတွင်မိမိတို့ဒေါ်လာရေးတပ်ဖွဲ့များအနေဖြင့်မဟာဗျူဟာမြောက်စီလုံးညီညွတ်မှုမျိုးတည်ဆောက်ကြရမည်ဖြစ်တဲ့တရုတ်ပြည်အားကို ခံရသူချင်းတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA သည်မဟာဗျူဟာမြောက် တံပြန်နိုင်သည်ကိုတွေ့ရပါတယ်။ထို့သောတရုတ်၏အင်အားသည်ကြီးလာသည့်ဖြစ်ရာ ရေရှည်ရင်းဆိုင်နိုင်ရန်မြမတပြည်လုံးရှိပြည်သူလူထု၏စီလုံးညီညွတ်မှု ထောက်ပံ့ကူညီမှုများလည်းရရှိရန်အရေးကြီးလာပါတယ်။ထို့ကြောင့်ဘုံရီမန်းကျက်တူသောဒေါ်လိုင်းတပ်ဖွဲ့များအချင်းချင်းစီရုံညညမှုနှင့်အပြန်အလှန်ထောက်ပံ့ကူညီနိုင်သောအစီအစဉ်များစတင်စီမံသင့်ပြီဖြစ်ပါသည် အပြန်အလှန်ထောက်ပံ့နိုင်သောအစီအစဉ်များတွင် စာနယ်ဇင်းခါစေဝါမအစလက်နက်ခဲယံအစုံလူသုံးကုန်ပစ္စည်းများပါပြည်တွင်းတွင်တိုးမြင့်ထုတ်လုပ်နိုင်သောအစီအမံများပါဝင်သင့်ပါသည်ဒေါ်လာရစ်တွက်လိုအပ်ချက်မြင့်မားသောလက်နက်ခဲယံအမျိုးမျိုးထုတ်လုပ်ရေးကိုဒေါ်လာရစ်တပ်ဖွဲ့များထိန်းချုပ်သောဒေသတိုင်းတွင်ထုတ်လုပ်နိုင်လျင်ပြပဖီးယားများကိုတနည်းတဖုံလျှော့ချနိုင်မည်ဖြစ်ပါသည်ထို့သော ထုတ်လုပ်နိုင်ရန်လိုအပ်သောရင်းမြစ်များနှင့်လူသုံးကုန်ပစ္စည်းများကိုဒေသတစ်ခုမှအခြားတစ်ခုအပြန်အလှန်ထောက်ပံ့နိုင်သောကုန်သွယ်နိုင်သောစီမံများယုံကြည်မှုများစီးလုံးညီညွတ်မှုများတည်ဆောက်ထားမှသာလျှင်အနာဂတ်မြန်မာပြည်ရှိဒိုင်းဒါပြည်သူအလုံး၏ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်ရေးညွှန်မှန်းချက်သည်ပြေဝအောင်မြင်နိုင်မည်ဖြစ်သည်မိမိတို့မြန်မာပြည်သူများနှင့်တကွဒေါ်လာ၏အဖွဲ့အစည်းများအနေဖြင့်အနာဂတ်တွင် ကြုံတွေ့လာနိုင်သောအခက်အခဲများကိုဉာဏ်အမျှော်မြင်ရှိရှိသတိရှိရှိဖြင့်စီလုံးညီညွတ်စွာရင်ဆိုင်နိုင်ယူကမြမပီအရေးမဲကြီးဖြစ်သောစေအနာရှင်စနစ်ကိုအမြန်ဆုံးခြေမုံနိုင်ကြပါစေကြောင်းဆန္ဒပြုလျက်ဆောင်းမရှင်ညို့သူ